လာရှိုးမြို့တွင်62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ကိုကျူးစွဂုဏ်ပြုသောအဖြစ်ဆိုင်းငယ်စည်းဟုတ်ထုတ်များအခမဲ့ဘေးဝေခြင်းနှင့်ရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစောင့်ဆောင်များအခမဲ့ဖြန့်ဝေတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်လာရှိုးမြို့တွင် အမှတ်20ရင်ထိန်ရဲဒုတက်ဖွဲ့ကွယ်မှုရုံးရှမ်းမြောက်နှင့် အမှတ်123ရင်ထိန်ရဲတပ်ဖွဲ့စုလာရှိုးတို့ပူးပေါင်း၍62နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကိုကျူးစွကုန်ပြုသောအပြင်ဆိုင်းငယ်စည်းအုပ်ထုတ်များအခမဲ့ပေးဝေခြင်းနဲ့ရင်စကန်လန်စကန်အသိပညာပေးခြင်းခန်းနာကိုယနေ့နေ့9နာရီကအမှတ်20ရင်တိန်ရဲဒူးတပ်ဖွဲ့ကွယ်မှုရုံးရှိရှိပြည်ထောင်စုလမ်းမကြီးပေါ်တွင်ကျင်းပခဲ့ပါသည်အခမ်းအနားသို့ပြည်내ဆိုးရအုပ်ချုပ်ရေးအဖွဲ့ကွယ်ရှမ်းမြောက်ဥက္ကဋ္ဌဦးမြင့်တန်းဝင်ပြည်내ဒုတိယရဲတပ်ဖွဲ့မှရဲမှူးကြီးတန့်စဉ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမြင့်အောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပြီးပြည်ထောင်စုလမ်းမကြီးပေါ်တွင်မော်တော်ဆိုင်ကယ်စီးနှင်းသွားလာလျက်ရှိသည့်ဒေသခံပြည်သူများဆိုင်ကယ်တစ်စီးလျင် ဆိုင်ကယ်စီးအုပ်ထုပ်တစ်လုံးလုံးဖြင့်စုစုပေါင်းဆိုင်ကယ်စီးအုပ်ထုပ်အလုံး900အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်ထို့အပြင်မော်တော်ဆိုင်ကယ်စီးနှင်းသွားလာလျက်ရှိသည့် ဒေသခံပြည်သူများရင်အန်တရကင်းရှင်းစေရေးအတွက်မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် နှစ်အလိုက်ရင်တိုင်းမှုနိုင်ရှင်ချက်2020ပြည့်နှစ်ရင်အန်တရကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေရင်တိုင်းမှုဖြစ်လျင်ဆောင်ရွက်ရမည့်အချက်များတားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များရင်မမောင်းမီစစ်ဆေးရန်အချက်များမော်တော်ဆိုင်ကယ်စီးနှင်းသူများလိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများပါဝင်သည့် ရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ပြီးရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးနေရန်ကတ်စာဆောင်ဓာတ်ပုံပြပွဲအားပြသခဲ့ကြောင်းသိရှိရပါသည်ခမညာ